ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကဗီဒီယိုလေးတွေကိုဇာတ်ညစ်သက်တယ်ဆိုရင်တော့ VPN လေးဝင်ပြီးကြည့်ပေးကြဖို့မြင်တမ်းရက်ခံပါရရှင်။ကိုဝင်ရှိနေတဲ့မာယာကတော့ကိုချမ်းမြင့်နဲ့အတူတူမင်္ဂလာဆောင်နေခဲ့ပါတယ်။ဖုန်းကြီးကဂါထာရီရွတ်ပေးနေခဲ့တယ်။အခုတော့နှစ်ယောက်စလုံးလက်တယောက်နဲ့တယောက်ထက်ပြီးတော့မှပန်းကိုတိုင်ထားကြပါ။မာယာကတော့စိတ်မကောင်းဖြစ်နေခဲ့တာပေါ့။ ီလိုပဲသူတို့နှစ်ယောက်မင်္ဂလာဆောင်ထုံဆက်နေလုံနေတဲ့ခါမှာပဲမာယာရဲ့အပေါ်မှာတောင်းတကောင်ကပြန်တန်းပြီးတော့လာထိုင်ခဲ့တယ်။တောင်းကမာယာရဲ့နားထဲမှာပြောတယ်။မာယာကြီးနင်ကငါ့ကိုထားပြီးသွားတော့မှာပဲ။နင်မရှိပဲငါမနေနိုင်ဘူး။စိတ်မပူနဲ့။နေလဲငါနဲ့အတူတူငါယောက်ျားအင်ကိုလိုက်ခဲ့ရမှာ။အရင်ချိန်မှာကိုချမ်းမြေကတန်တရာဝင်သွားခဲ့ပါတယ်။ဘာဖြစ်တာလဲမာယာကြီး။ဒီတောင်းနဲ့စကားပြောနေရလား။ ချိန်မှာမာယာကကြောက်လန့်ပြီးတော့ပြောခဲ့တယ်။ဟုတ်တယ်။ကျမကသူ့ကိုစကားပြောတတ်အောင်သင်ပေးထားတာလေ။ငငယ်လေးကလေးကသူကကျမနဲ့အတူတူနေခဲ့တာ။အဲ့ဒါကျမသူ့ကိုကျမနဲ့အတူတူရှင်းအိမ်ကိုခေါ်လာခဲ့လို့ရမလား။အေးပါရတာပေါ့။ဘာလို့မရရမှာလဲ။ခေါ်ခဲ့။ဒီလိုနဲ့မင်္ဂလာဆောင်ပြီးတော့မှမာယာကလည်းသူ့ရဲ့ထောင်းလေးကိုကျောင်းသားအိမ်ကိုခေါ်လာခဲ့ပါတယ်။ မာယာကတော့ထိုထောင်ကိုအိမ်ပေါ်ထက်လာတာဆောင်တနေရာမှာနေဖို့အတွက်ပြောခဲ့ပါတယ်။နေဒီမှာပဲနေနော်။ငါအချိန်ရတာနဲ့တန်ပီနင်းကိုလာတွေ့မယ်။နေအောက်ကိုစင်းမလာခဲနဲ့မဟုတ်လို့ရှိရင်တခုခုပြဿနာတက်သွားလိမ့်မယ်။ဟုတ်ပါပြီ။နေလဲဗမာစိတ်မပူနဲ့ငါဒီမှာပဲနေမှာပါနော်။ထောင်ကိုအိမ်ပေါ်တက်မှာထားပြီးတော့မှမာယာကတော့အောက်ကိုစင်းလာခဲ့တယ်။ဒီလိုနဲ့အောက်ထက်မှာလည်းဧည့်သည်တွေအများကြီးရောက်နေခဲ့ပါတယ်။ ထုံးစံနေအားလုံးပြီးသွားတဲ့ခါမှာရုတ်တရက်ပဲမာယာကဘိုက်တီအောင်ပြီးနာလာခဲ့တယ်။ဒါကြောင့်မလို့သူမကအခန်းထဲကိုသွားခဲ့ပါတယ်။အမလီငါရဲ့ဘိုက်အရန်ကိုနာနေပြီပဲ။ကြည့်ရတာကိုဝင်များရနေရလားမသိဘူး။ပြီးတော့ကလေးမွှေးတော့မလားမသိဘူး။ဒီလိုနဲ့မာယာကတော့တိတ်တိတ်ကလေးအပေါ်တက်ကိုသွားခဲ့ပါတယ်။အဲ့မှာသူကအချောင်းရအားလုံးကိုချောင်းကို ပြပြလိုက်တယ်။ကြည့်ရတာကလေးမွှေးတော့မလားမသိဘူး။ ငါဘိုက်အရန်နာနေပြီငါအရန်ကြောက်နေပြီတဲရောက်များတိသွားပြီဆိုရင်ပြစ်တနာအကြီးကျယ်တက်သွားလိမ့်မယ်စိတ်မပူပါနဲ့ဒီကလေးကိုမွေးမပဲဖြစ်မှလေတခြားနီလန်းမမမရှိတာဒီလိုနဲ့အလားတဆောင်မှာ မာယာကကလေးမွေးတဲ့အခါမှာတောင်းကအကူညီပေးခဲ့ပါတယ်ဒီလိုနဲ့မာယာကသမီးလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်တောင်းလေးကအဲ့ဒီကလေးနဲ့ပျော်ပျော်ရွှင်ရွှင်ဆွနေခဲ့ပါတယ်မာယာကသူ့ရဲ့ကလေးကိုနိုတိုက်လိုက်ပါတယ် ချိန်တတော်ကြာနေပြီငါငါအခန်းထဲငါသွားမှဖြစ်တော့မယ်တော်ကြာတဲ့ရောက်အပေါ်တက်လာပြီးကြီးလိုက်လို့ရှိရင်တော့ဒါရီမြင်သွားရင်ပြဒနာအကြီးကျယ်တက်မှာနင်ဒီကလေးကိုဂယူးဆိုင်ထားနော်ဒါကပြောစရာလားနင်သာစိတ်အေးနဲ့အောက်ကိုသွားပါငါဒီကလေးကိုတိတိချားလေးဂယူးဆိုင်ထားမယ်နော်မာယာကအခန်းထဲရောက်တာတောင်မှသူရစားမလာသေးခဲ့ပါဘူး။ဒါကြောင့်မလို့သူမကလည်းစိတ်လျှော့လိုက်ခဲ့ပါတယ်။အမလေးတော်ပါသေးတယ်။အခုချိန်ထိ ကိုချမ်းမြေကလည်းအခန်းထဲမလာသေးဘူး။တော်ကြာတိသွားလို့ကတော့သွားပြီ။ဒီလိုပြောနေတဲ့အချိန်မှာပဲကိုချမ်းမြေကအခန်းထဲကိုရောက်လာခဲ့တယ်။မာယာကြီးဘာရီပြောနေရုံ။ဘာဖြစ်ရင်သွားပြီလို့ပြောတာရုံ။ဒါကိုကြားရနေပဲမာယာကအယံကိုကြောက်လန့်သွားခဲ့ပါတယ်။ကိုချမ်းမြေရဲ့မိကုံးရဲ့အဖြစ်ကိုဘယ်လိုပေးရမလဲဆိုတာကိုသူကစဉ်းစားနေခဲ့တယ်။ဒီလိုနဲ့သူကစကားကိုလမ်းချောင်းလွှဲပြီးပြောလိုက်တယ်။မဟုတ်ပါဘူး။ကျမကကျမအကိုအချောင်းကိုစဉ်းစားနေတာပါ။ ကျမကူကညဆိုလို့ရှိရင်ပါတီပွဲတွေပြီးမှပဲအင်ကိုလာတာလေရှင်မမိလားမင်္ဂလာဆောင်တဲ့အချိန်မှာတော့သူကအရက်တီမူယူအောင်တောက်ထားတာတော်ပါသေးတဲ့ဦးလေးကကျမကူကိုထိန်းလိုက်လို့မဟုတ်ရင်တော့သွားပြီလေကျမကဒါကိုပဲစဉ်းစားနေတာပါဟာနင်ကလည်းအရက်တောက်တာနဲ့ဒီလိုမျိုးညပါတီပြီးမှပြန်လာတာနဲ့ဘာပြဿနာများဖြစ်မှာမလို့တော့ငါလည်းညဆိုလို့ရှိရင်နိုင်ပါတီတွေပါတွေသွားတာပဲဒီလိုနဲ့ညတညတာကောင်ဆုံးသွားခဲ့ပါတယ်နောက်နေ့မနက်မှာ မာယာကထိုအိမ်ကမိဖို့ကြောင့်နဲ့မှပထမဦးဆုံးနေ့ဖြစ်ပါတယ်။ဒါကြောင့်မလို့မနက်စောထပြီးတော့မှရှီမိုးချိုးပြီးအစဉ်သင်းလောက်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲရဲ့အပြင်မှာသူရောက်ခမရန်နီတာကိုတွေ့ခဲ့ရတယ်။ရောက်ခမကပြောတယ်။ချွေမကြီးဒီနေ့ဒီအိမ်မှာသမီးရဲ့မိဖို့ကြောင့်ဝင်ရမယ့်နေ့ပထမဦးဆုံးပဲ။ဟုတ်ကဲ့ပါအမေစိတ်မပူနဲ့နော်။ဒီလိုနဲ့မာယာကမိဖို့ကြောင့်နဲ့သွားပြီးတော့မှမနက်စာချက်ပြုတ်ခဲ့ပါတယ်။မနက်စာ ကြဖို့အတွက်ခတိယောက်ခမနဲ့ယောက်ျားကထိုင်ကုန်းပေါ်ထိုင်တဲ့အခါမှာပဲကလေးငုံတန်တန်ကိုကြားခဲ့ရတယ်။အဲ့ဒါကမာယာရဲ့ကလေးငုံနေခြင်းပဲဖြစ်ပါတယ်။ငရုရဲ့အပေါ်ထက်ကနေဒီကလေးတန်ကဘလူချားနေရတာရောအမေကလည်းဘလူစကားတွေပြောနေရတော့အပေါ်ထက်မှာဘယ်ကကလေးရောက်လာမှမလို့တော့နေကနားကန်းနေရလားကလေးငုံရဲ့အတန်မကြားရဘူးလားကျမကြားရပါတယ်ရှင်လဲတီးရဲ့အတိုင်းပဲကျမက ကျမထောင်းလေးကိုခေါ်ခဲ့တာလေ ူကစကားပြောတတ်တယ်လေ။သူပဲငိုနေရနေမှာပေါ့။ကလေးတန်လှုပ်ပြီးငိုနေတာ။သူကဘိုင်းစနေရနေမှာပေါ့။ကျမအခုပဲသူ့ကိုမနှက်စာကြွေးပြီးလာခဲ့မယ်။အေးအေးဟုတ်ပြီဟုတ်ပြီ။သူ့ကိုပြောလိုက်ဒီလိုကလေးတန်ထုတ်ပြီးတော့မငိုနဲ့လို့။ဒီလိုနဲ့မာယာကချပါတီနှစ်ချက်ယူပြီးတော့မှအိမ်ပေါ်တက်ကိုသွားခဲ့ပါတယ်။ပြီးတော့တကားလဲပိတ်လိုက်တယ်။ဘာဖြစ်တာရောငါကလေးကဘာလို့ငိုနေတာရော။နေရလေမင်းညာကတခေါက်ပဲနှုတ်တိုက်ပြီးတော့သွားခဲ့တာညာကလည်းတခေါက်မှမလာဘူးအဲ့တော့ကလေးကဘိုက်စာနေမှာပေါ့ အဲ့ဒီချိန်မှာမာယာကတော့ကလေးလေးကိုနှုတ်တိုက်ခဲ့ပါတယ်အဲ့ဒီချိန်မှာကလေးကလည်းငိုရာရက်သွားတယ်တဖြည်းဖြည်းနဲ့သူကလေးကနှစ်နှစ်အရွယ်ရောက်ရှိလာခဲ့တယ်ဒါပေမဲ့လည်းမာယာကတော့သူ့ကိုအင်ယောက်တဲ့ကိုလုံးဝလာဖို့မပေးခဲ့ဘူးမမေရေဒီပေါ်မှာနေပြီးတော့မှတအားကိုပြင်းနေပြီးတနည်းနည်းလဲဖို့လည်းခေါ်သွားအောင်လေမမေလည်းတပီးကိုလဲပေးချင်တယ်ဒါပေမဲ့လည်းအခုချိန်မှာမမေကဒါရီမလုံးနိုင်သေးဘူးအဲ့ဒါဒီမသိဘူးတမီးလဲချင်တယ်လဲချင်တာပဲသိတယ် ။အမင်းအပြင်သွားခြင်းနဲ့မာယာရင်သူ့ကိုနေဘဲအချိန်အထိဒီလိုပဲဖွက်ထားအောင်မှာလဲ။တရမောက်တရက်တော့လူရှိသူရှိကို ခေါ်လာရမှာပဲလေ။ဒီလိုလို့ငါ့တစ်ခေါက်လောက်ဖတ်လိုက်။နင်းရလဲကွာ။ဘာရီပြောနေရတော့ကလေးရှိမှမမေရလဲဓာန်းကိုဖတ်တာဘာများရှက်စရာလိုလို့လဲ။ဒီလိုနဲ့မာယာက တောင်းကိုဖက်လိုက်ပါတယ်ဒီတစ်ခေါက်လည်းဘာမှမထူးခြားပါဘူးနင်အခုအမြန်အောက်သွားတော့နင်ကိုခေါ်နေပြီ လေးရဲ့ငါအခုအောက်သွားလိုက်အောင်မယ်ဘာမှမပြောနဲ့ပါးစပ်ပိတ်ပြီးနေနော်နေ့ကိုအပြင်ခေါ်သွားဖို့အတွက်ကြိုးစားမယ်နော်ဟုတ်ပါပြီမမီဒီလိုနဲ့ပဲရဲတွေကအကုန်ဆုံးခဲပါတယ်မယားကတော့သူကလေးကိုအပြင်ကိုမလဲပေးနိုင်ခဲ့ဘူးတနေ့မှဒေါင်ကလည်းအိပ်ပျော့နေတဲ့အခါမှာကလေးကတိတ်တိတ်ကလေးအိမ်အောက်ထက်ကိုဆင်းလာခဲ့တယ်။တားရီဒီကလေးကဘဲကတော့ဒီကလေးကအပေါ်ထက်ကနေအောက်ဆင်းလာတာထင်တယ်နော်။နင်ဘသူကလေးလဲ။မေမေဘမာတော့သမီးကမေမေနဲ့တူတူအပြင်သွားလဲမလို့အမေဟုတ်လား အော်ဒါဆိုလို့ရှိရင်အပေါ်ဓာတ်ကနေငိုတန်ကြားတယ်ဆိုတာဒီကလေးပဲငိုတာနေမှာဒီမာယာကတော့ငါတို့ကိုအကြီးကျယ်တစ္ဆာဖောက်ခဲ့တာပဲအဲ့ဒီထောင်းကိုចောင်းပြပြီးဒီကလေးကိုအဲ့ဒီပုံမှာပဲဖွက်ထားတာပေါ့နှစ်နှစ်တောင်ရှိနေပြီဖွက်ထားတာအဲ့ဒီချိန်မှာဒုနီယာမှာမာယာကရောက်ရှိလာခဲ့တယ်မမေမမေဒီနေ့အပေါ်ထက်လည်းမလာခဲ့ဘူးနော်မမေကိုအယံတရီရနေတာသမီးကအပြင်မှာသွားလဲနေတာမခေါ်သွားရင်သမီးကအပေါ်ထက်ကနေအောက်ခုန်ဆင်းပြီးတော့ကိုယ့်အနေကိုတက်တည်လိုက်မှာ ကလေးရဲ့အဲ့လိုမလုပ်ရဘူးပြောထားတယ်လေအပေါ်မှာပဲနေလို့အဲ့ဒီအချိန်မှရောက်ခတိနဲ့ရောက်ခမကအဲ့ဒီကလေးကိုဖမ်းမိသွားခဲ့တယ်။ကိုချမ်းမြေကလည်းမာယာကိုအရန်ရိုက်ခဲ့တယ်။ရောက်ခမဖြစ်သူကကလေးကိုအရန်ရိုက်ခဲ့တယ်။နင်ကဒီကိကိုမကောင်းနဲ့ကောင်းမပဲ။ဒီကလေးဖေကဘယ်သူတုံးအကယ်လို့နင်မပြောပြအောင်ဆိုလို့ရှိရင်နင်နဲ့နစ်ကလေးကိုဒီနေရာမှာတင်တက်ပြစ်လိုက်မယ်။ကျွန်မပြောပြလို့မရပါဘူး။သူ့အဖေဘယ်သူလဲဆိုတာ။ဒီလိုသူတို့သားမီးနီးယားကိုရိုက်နေတဲ့အခါမှာပဲတောင်းကပြန်တန်းပြီးတော့လာခဲ့တယ်။ ရိုက်ကြပါနဲ့ဒီကလေးကတခြားသူရဲ့ကလေးမဟုတ်ဘူးကျွန်တော်ကလေးပါပြီးတော့မာယာကကျွန်တော်မိန်းမပါကုချမ်းမြေကအဲ့ဒီဒေါင်းပေါ်အရန်တော်သားထွက်ခဲ့တယ်ဒါကြောင့်မလို့လာဝင်နဲ့ထည့်ထားခဲ့တယ်တကယ်တော့ဒီပုံမြင်လေးကိုရင်းမြစ်သိချင်တယ်ဆိုလို့ရှိရင်ပုံမြင်ရဲ့အရှိနာလေးကိုသွားအောင်မှာဖြစ်တယ်မာယာနဲ့ကိုနေမင်းကတယောက်နဲ့တယောက်အရန်ကိုချစ်ချင်ကြတယ်သူတို့နှစ်ယောက်ကိုမင်္ဂလာဆောင်ဖို့အတွက်ဘယ်သူကမှသဘောမတူတဲ့အတွက်ကြောင့်မလို့သူတို့ကခိုးပြစ်လိုက်ကြတယ် ဖရာเจ้าမှာမင်္ဂလာဆောင်လိုက်တယ်။အခုတော့ငါတို့နှစ်ယောက်ကိုဘယ်သူမှမခွဲနိုင်တော့ဘူး။ဒီအနီးနားမှာတော်တခုရှိတဲ့အိတ်တော်ရဲမှာပဲတဲအိတ်လေးစောင့်ပြီးနေကြမယ်။ရှင်ခေါ်သွားတဲ့နေရာကျမလိုက်ပါပါ။ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်ကတော်ရဲမှာပဲတဲအိတ်လေးစောင့်ပြီးနေခဲ့တယ်။မင်္ဂလာဆောင်ပြီးနောက်နေမှာပဲယောက်ျားဖြစ်သူကပြောတယ်။မိမကြီးဒီတဲအိတ်တွေကလုံးဝအပြည့်မထွက်နဲ့နော်။ဒီမှာအန်တီရဲများတဲ့တရိတ်ဆန်တွေရှိတယ်။ငါအခုပဲစားစရာနည်းနည်းပါရှာပြီးယူလာခဲ့မယ်။ ဒီအပင်မှာတော့အသီးတွေကိုဝေစားနေတာပဲအပင်ကိုအောက်ကနေရမ်းလိုက်မယ်ဒါဆိုရင်အသီးတွေအများကြီးကျလာမှာဒီလိုနဲ့သူကအပင်ကိုသွားရမ်းလိုက်တယ်အသီးတွေအကုန်လုံးလည်းအောက်ကိုကျလာခဲ့တယ်ဒါပေမဲ့သူမသိတာတစ်ခုကတော့ဒီအပင်ရောက်မှာရေတိကြီးတစ်ပါးကနှစ်ပေါင်းမြတ်များစွာကျပြီးတရားအားထုတ်နေတာပါသီးတလုံးကသူ့ရဲ့ခေါင်းပေါ်ကျပြီးတော့မှသူတရားအားထုတ်မှုကပြတ်သွားခဲ့ပါတယ်ရတိကြီးကျွန်တော်ကိုခွင့်လွတ်လိုက်ပါနော်ကျွန်တော်ကတမင်တက်လောက်တာမဟုတ်ပါဘူးမင်းကငါ့ရဲ့တရားတွေကိုဖျက်ဆီးခဲ့တာပဲ ်အမင်းကိုချိန်စာပေးမယ်။မင်းကအမြဲတမ်းအမြဲတမ်းအတွက်တောင်းတကောင်ဖြစ်ပြီးတော့ဟိုတီတီသွားနေရလိမ့်မယ်။နေကအပင်ပေါ်တက်ရတာအရန်စိုက်တယ်မလား။မင်းဘဝကအပင်ဒီပမာပဲဖျက်တမ်းရလိမ့်မယ်။အဲ့ဒီချိန်မှာပဲကိုနေမင်းကတောင်းဖြစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာသူကအချောင်ရည်အားလုံးကိုပြပြလိုက်တယ်။အဲ့ချိန်စာကိုတော့ငါပြန်ယူလို့မရဘူး။ဒါပေမဲ့အရန်တန့်ရှင်းပြီးတော့မှငရေတွေမရှိတဲ့သူကနင့်ကိုဖတ်လိုက်ပြီဆိုလို့ရှိရင် နေကပြန်လူဖြစ်သွားမှာ။ ဒီလိုနဲ့ဒီအကြောင်းအရာကတဖန်ပြစ်ဆုံးပံမှာကြံပြစ်ဆုံးပံမှာ ပြန်ကြရောက်လာခဲ့ပါပြီမာယာကိုကြိုင်းနေတဲ့ခါမှာပဲကလေးလေးကလောင်အိမ်ထဲကတောင်းကိုလွတ်ပေးပြီးတော့သွားဖက်လိုက်ပါတယ်အဲ့ဒီအချိန်မှာတောင်းကနေကိုနေမင်းအတွင်ကိုပြန်ပြောင်းလာခဲ့တယ်ကိုနေမင်းကမိမနဲ့ကလေးကိုကဲ့ထုတ်ပေးပြီးခဲ့ပါတယ်ပြီးတော့တာမီ၃ရောက်ပါပြီးတော့မှပျော်ရွှင်မဲနေထိုင်သွားကြပါတော့တယ် မျက်မရှိမှတော့လဒူနှလုံးသုံးလုံးလောက်စားလိုက်ပါအောင်မယ်။ဥစွေကလဒူကိုယူဖို့လှုပ်လိုက်တဲ့အချိန်ထွန်မုံမျက်ကရောက်လာပါလေ။လဒူကိုစားလိုက်စားကြည့်ငါနဲ့တွေ့မယ်။အမလေးဒီဆုံးမကအခုချိန်မှလာရလား။ဒရမုံမြက်ကဥစွေစီရောက်လာပြီးတော့အရှိကလက်ဒူပကံပြားနဲ့လက်ထေးကလက်ဒူကို လူယူလိုက်ပါတယ်။မုံမြက်လက်ဒူတလုံးောက်တော့စားပွင့်ပြုပါအောင်။မပေးနိုင်ဘူးဒီပကံထဲကလက်ဒူတလုံးတော့စားရမှာမဟုတ်ဘူး။ဒရမုံမြက်ကပကံယူပြီးတွားလိုက်ပါတယ်။ ပြီးမှဒေါ်မုံမြတ်ရဲ့တားဖြစ်သူနဲ့တမိဖြစ်သူနှစ်ယောက်ကရောက်လာပါတယ်။ဘာဖြစ်လို့လဲအဖေ?ဘာဖြစ်ရမှာလဲ?တားရဲ့အမေကြောင့်အရန်လည်းစိတ်ဆင်းရဲနေရပါပြီ။မနက်ကလည်းအမေစီကပတ်စံရူဘီ200လောက်တောင်းတာအမေကဘာတခုမှကိုမပြောဘူး။ဥစွေရဲ့မိမဒေါ်မုံမြတ်ကအရန်ကိုကက်စီနေပါတယ်။ဥစွေရဲ့အိမ်မှာမနက်တိုင်းပဲနဲ့ရိုတီချက်ပါတယ်။အဲ့ဒါကိုပဲတနေ့လုံးစားပါတယ်။တညနေမှာတော့ကောင်းထက်ကအလောက်ကနေအိမ်ပြန်လာခဲ့ပါတယ်။အကူရောက်လာပြီလား။ ရောင်ရီမွန်ကလက်တူပန်းကင်ပြီး ရောက်လာပါတယ်။ကောင်းလိုက်တာအမေအမေကသားကိုလက်တူကျွေးနေရလား။နေက အနောက်ရက်ကများထွက်နေပြီလား။သားဒီနေ့မေသူဖုန်းဆက်တယ်။တို့တမိသားစုလုံးအမေတို့အိမ်ကိုလာလေမယ်တဲ့။သားနဲ့နွယ်နေကိုလက်ထပ်ပေးဖို့အကြောင်းစကားလာပြောမှာ။ဟုတ်လား။အခုတော့စိတ်ချမ်းသာရပြီပေါ့။အမေဧည့်သည်လာမှာဆိုတော့အစားအသောက်တွေဘယ်လိုစီစဉ်မှာလဲ။အစားအသောက်ကိစ္စကိုငါပဲတောင်းရင်ယူမယ်။လုံးဝမဖြစ်ဘူး။ဘာဖြစ်လို့လဲ။ ဘာလို့ဆိုကောင်းထက်ရဲ့လက်ထပ်ပွဲကိုကျင်းပပေးရမှာဖြက်စီးပေးရမှာမဟုတ်ဘူးပြီးတော့မင်းဘလို့စားစရာစီစဉ်မလဲဆိုတာကိုသိတယ်။ငါစားလိုမျိုးလုပ်တော့မှာဗစက်ပိတ်ထားစမ်းမိဖို့ကြောင့်ကိစ္စကိုဘလို့စီစဉ်ရမလဲကျမအတိဆုံးဒရမုံမြက်ကအခန်းထဲကိုဝင်သွားပါတယ်။အမေဒါထမင်းဟင်းချက်ရင်နွယ်နီနဲ့အန်တီတို့အငတ်နေရတော့မှတေးကြတယ်။နောက်တစ်ရက်မှာတော့ဒေါ်မုံမြင့်ရဲ့တငယ်ချင်းကသူ့မိသားစုနဲ့အတူအိမ်ကိုရောက်လာခဲ့ပါတယ်။ဆယ်ရက်နေအလုပ်ကိစ္စနဲ့နိုင်ငံခြားကိုသွားစီရရှိတယ်။ပြီးတော့တလောက်လောက်အိမ်ပြန်လာနိုင်မှာမဟုတ်ဘူး။ အားလုံးကဥဟန်ရဲ့ဇကားကိုသဘောတူကြပါတယ်။နွယ်နေတဲ့ကောင်းထက်ကိုရှေ့ရနေကြလက်ထပ်ပွဲကျင်းပဖို့ဆုံးဖြတ်လိုက်ပါတယ်။အားလုံးအိမ်မှာရှိနေကြပါတယ်။လက်ထပ်ပွဲကနီးနေပြီးအလောက်တွေကအများကြီးပဲ။ကောင်းထက်မနေ့ကကြအဖေနဲ့အတူဈေးဝယ်ထွက်ဖို့သွားကြမယ်။လက်ထပ်ပွဲနေ့အတွက်ပစ္စည်းတွေအများကြီးဝယ်စရာရှိတယ်။ဟုတ်ပါရှင်တို့တွေပတ်စံတိမ့်ချီဖြုံးတိဖြစ်မယ်ဆိုတဲ့သဘောပေါ့လက်ထပ်ပွဲအတွက်အဝတ်အစားတွေရောကျန်တဲ့ပစ္စည်းတွေအားလုံးကိုလည်းကျမပေးယူလာပေးမယ်နားလေလား လက်ထပ်ပွဲအတွက်သက်ဆိုင်တဲ့တာဝန်တွေအားလုံးကျမယူမယ်။ဒါကိုကြတော့အားလုံးတပြင်းချလိုက်ပါလေ။အကိုအခုတော့တေချာပေါက်လက်ထပ်ရတော့မှာမဟုတ်ဘူး။ဘာလို့ဆိုတာဝန်တွေအားလုံးအမေယူလိုက်ပြီ။မလောက်ပါနဲ့အမေရဲ့ကျေးဇူးပြုပြီးတာဝန်တွေအားလုံးအမေမယူပါနဲ့။လက်ထပ်ပွဲကိစ္စတွေကိုတားလေတာဝန်ယူချင်ပါလေ။တားရဲ့လက်ထပ်ပွဲကိုဘာမှလိုလေသိစိတ်မရှိဖြစ်ချင်လို့ပါ။တာဝန်တွေအားလုံးငားယူမယ်။မဟုတ်ရင်နေလဲလက်မထက်ရဘူး။ဒေါ်မုံမြက်ကအခန်းထဲကိုဝင်သွားပါလေ။ မုံမြင့်ရဲ့လက်ထဲမှာတာဝန်တွေအားလုံးဆိုတော့ကောင်းထက်ငါသားမင်းရဲ့လက်ထပ်ပွဲလည်းပြက်ပြီပဲအခုတော့ကောင်းထက်ရဲ့လက်ထပ်ပွဲတာဝန်တွေကတော်မုံမြင့်ပေါ်ရှိနေပါတယ်ပြဿနာတွေကတော့တေချာဘက်ကိုရှိလာမှာပါနောက်တရမှာတော့တော်မုံမြင့်ကမားကတ်အစားဈေးကိုတော့ပါတယ်အကိုဈေးနှဲချောင်းစီပြပေးပါစိုင်းမအလုံးလုံးတဲ့အလုံးသမားကစီယူလာပါတယ်တတိဒီစီကဒိတ်ကုံတွေကနှစ်ပတ်လောက်ရှိနေပြီဒါကိုအပြင်ပြစ်လိုက်ရတော့မလား ဒီစီကျမကိုရောင်းလိုက်ပါတခြားဒိတ်ကုံနေပစ္စည်းတွေထရှိသေးတယ်ဆိုရင်လည်းအကုန်ကျမကိုဝယ်ပေးလိုက်ပါညီမဒီစီကိုတခြားဘယ်နေရာမှမသုံးမရတော့ဘူးကျမတို့တော့သုံးစရာရှိသေးတယ်အဲ့ဒါကြောင့်ကျမကိုပေးလိုက်ပါအဲ့ဒါနဲ့ဘာလုပ်တယ်ထင်လဲဒေါ်မုံမြက်ကဒိတ်ကုံနေပစ္စည်းတွေအားလုံးကိုဝယ်သွားပါတယ်သူက အကုန်ယူပြီးအိမ်ပြန်ရောက်လာပါတယ်အဲ့ဒီလိုနဲ့ဒေါ်မုံမြက်ကပစ္စည်းတွေအားလုံးကိုကက်စီနိုလုပ်ပြီးဝယ်လာပါတယ်ရှိရမြောင်နေမှာတော့နွယ်နီနဲ့ကောင်းထက်ရဲ့လက်ထပ်ပွဲရောက်လာပါတယ် ။ဧည့်သည်တွေကလည်းသူတို့သားသူတို့သမီးနဲ့တပုံရိုက်နေပါဗျ။လာကြပါအားလုံးထမင်းရင်လာစားကြပါ။အဲ့ဒါနဲ့အားလုံးထမင်းစားလိုက်ကြပါဗျ။ဦးစွေကနွယ်နီနဲ့ကောင်းထက်ကိုလည်းထမင်းစားဖို့ခေါ်လိုက်ပါတယ်။ခဏနေတော့အားလုံးက ထမင်းစားလို့ပြီးသွားပါဗျ။လာကြအခုတော့လက်ထပ်ပွဲကျင်းပကြတာပေါ့။ကောင်းထက်နဲ့နွယ်နီလည်းမန်တရှိမှာထိုင်လိုက်ပါဗျ။ကျန်တဲ့ဧည့်သည်တွေလည်းဘေးမှာမတည့်ရက်နေကြပါလေ။ရုတ်တရက်ပြက်နေတဲ့ဟင်းတွေစားပြီးတော့နွယ်နီရဲ့ဘိုက်ကမကောင်းတော့ပါဘူး။ သူ့ဘိုက်ထဲမှာတအူးအူးအော်နေပါလေငါဘိုက်ကဘာဖြစ်လို့တအူးအူးညီနေရတာလဲကောက်ထက်အင်းသားဘာမှလဲဘာဖြစ်လို့လဲနွေနီအမြင်ပြောပြပါအင်းသားဘာမှလဲအဲ့ဒီအချိန်နွေနီကအားလုံးအရှိမတီးပေါက်လိုက်ပါလေအေးဘာလုပ်တာလဲနွေနီသူကအရင်ဆုံးအင်းသားသွားတက်ခဲ့စိတ်ညစ်ပါတယ်အနေကလည်းအရာကိုနမ်းတာပဲငါတို့အသက်တောင်မရှူနိုင်တော့ဘူးခဏနေတော့အကောင့်ထရဲ့ပိုက်ထဲကပါတူအူမြည်လာပါတယ်။ဟိုဖះရည် ဘာလို့ငါ့ဘိုက်ထဲကနေတူမြင်နေရတာလဲ။ကောင်းထက်လဲလက်နဲ့ဘိုက်ကိုဖိပြီးအိမ်သားနောက်တစ်လုံးစီသွားလိုက်ပါတယ်။ပြီးတော့ဘာဆက်ဖြစ်လဲ။မကောင်းတဲ့စီနဲ့ချက်ထားတဲ့အစားစားတွေကြောင့်အားလုံးရဲ့ဘိုက်ကနေတူမြင်တာပါတယ်။ဟမလေးအခုငါ့ဘိုက်ကဘာဖြစ်သွားတာလဲ။အဲ့လိုနဲ့အားလုံးကဖိုက်ကင်ပြီးတော့ဒရမုံမြဲရဲ့အိမ်သားနှလုံးမှာတန်းစီလိုက်ကြပါတယ်။အထဲမှာနှွယ်နီနဲ့ကောင်းထက်နှစ်ယောက်လုံးထိုင်နေပါတယ်။နှွယ်နီတကားအမြန်ဖွင့်ပါအောင်ဘိုင်ရန်တော်နေပြီ။ငါလည်းဘိုင်ရန်အောင်နေပြီ မြန်ထွက်ပါတော့ကောင်းထက်မဟုတ်ရင်အလုံးထွက်ကြတော့မေးအလုံးကအိမ်သားသွားခြင်းနေပါလေမဖြစ်ဘူးဒီမှာတော့ထွက်လို့မဖြစ်ဘူးငါတို့ကဘာတွေကျွေးလိုက်တာလဲအိမ်သားတွေကအမြန်ထွက်ပါတော့တလလုံးအိမ်သားမတက်ရသေးလို့လားအခုတော့တီးမခံနိုင်တော့ဘူးဟိုဘက်အချမ်းကအခန်းမှာပဲသွားကြမယ်အဲ့လိုပြောပြီးလေးယောက်လုံးကဒရမုံမြဲရဲ့အခန်းထဲမှာအလေးသွားလိုက်ကြပါတယ်နင်တို့ငါ့အခန်းထဲဝင်ပြီးဒါဘာလုပ်ကြရလဲအခုချက်ချင်းထွက်ခဲ့ရစမ်းခဏနေတော့အမီးပြတ်သွားပါတယ်တအိမ်လုံးအမောင်းလေးရောက်သွားပါတယ် ထားလိုက်ပါတော့မှောင်သွားပြီဆိုတော့ဘယ်သူမှမြင်တော့မှမဟုတ်ပါဘူးဒီမှာပဲစွန့်လိုက်တော့မယ်အဲ့ဒါနဲ့ဗတ်ဆက်ဖြစ်တယ်ထင်တယ်အမောင်ကိုအကျိုးယူပြီးဧည့်သည်တွေအားလုံးဒရမွန်မြတ်ရဲ့အိမ်မှာအလေးစွန့်လိုက်ကြပါတယ်အားလုံးရဲ့မစင်တန်တွေရပြီးဒရမွန်မြတ်လည်းတော်တော်စိတ်ညစ်သွားပါတယ်ဒီအတန်တွေရောဘေးရလာနေမှန်းကိုမသိတော့ဘူးကြည့်ရတာငါကိုယ်တိုင်ကအိမ်သားလေးရောက်နေတယ်လို့ပဲစိတ်ညစ်တယ်ဟဲ့အရန်နံနဲ့အနံ့နေရနေတယ်ဘသူမှတိမခံနိုင်တဲ့အတွက် အားလုံးဒရမွန်မြတ်ရဲ့အိမ်မှာပဲအလေးစွန့်လိုက်ပါတယ် မီးလေးပြန်လာအောင်လုပ်ပေးပါငါ့အိမ်တအိမ်လုံးကိုလည်းညစ်ပအောင်သူတို့တွေလှုပ်ထားတယ်မီးလေးလာရောတအိမ်လုံးကိုကြည့်ပြီးဒေါ်မုံမြတ်တတိလစ်ချင်သွားပါတယ်ဒေါ်မုံမြတ်ရဲ့အိမ်နေရာတိုင်းမှာဆိုဖာကုန်းတွေမှာရောမီးပူချာမှာရောပြီးတော့မတ်တပ်မှာကအစာအလေးစွန်ထားကြပါတယ်အားလုံးကလည်းပိုက်တွေကမ်းပြီးနာလုံးလို့အော်နေကြပါတယ်နင်တို့နင်တို့ငါ့အိမ်ကိုဘာလုပ်လိုက်တာလဲလက်ထပ်ပွဲရှိတဲ့ငါ့အိမ်ကိုအိမ်နာလို့လုပ်လိုက်တယ်အားလုံးရဲ့ပိုက်ကအောင့်နေခဲ့ပါတယ်ဖះရေထအောင်လာပြန်ပြီ အားလုံးကအပြင်ထွက်သွားပြီးတော့အိမ်ကြီးချင်းအိမ်ယူတဲ့ဝင်ပြီးအလေးဆုံးကြပါတယ်။တယောက်ကပန်းချန်လေးကချုံပုတ်ထဲဝင်ပြီးနောက်တစ်ယောက်ကလည်းဆိုဖာကုန်ချားဝင်ပြီးရှင်းလင်းရေးတွေလုပ်နေကြပါတယ်။ဒါကိုတွေ့ပြီးအိမ်ကြီးချင်းတွေအားလုံးလည်းစိတ်ညစ်သွားပါတယ်။အကိုကျမရဲ့အိမ်သားလေးကနေထွက်ပါတော့အိမ်ကြီးချင်းအားလုံးလည်းအပြင်ထွက်လာခဲ့ပါတယ်။သူတို့ကဘယ်သူတွေလဲ?ဘာလို့ငါတို့အိမ်ရဲ့အိမ်သားလေးကိုဝင်လာကြတာလဲ?အိမ်သားမရှိလို့ချုံပုတ်ထဲဝင်ပြီးအလေးဆုံးလိုက်တာပဝင်းစင်ကမြင်တော့အားလုံးလန့်သွားကြပါတယ်။ ဒါပါဖြစ်နေရလဲဘာလို့လူတွေအားလုံးရဲ့ဘိုက်ကတစ်ချိန်တည်းမကောင်းတာဖြစ်သွားရတာလဲကောက်ထက်ဆရာဝန်ကိုခေါ်လိုက်မဟုတ်ရင်ပုံရင်းကျင်တစ်ခုလုံးညစ်ပတ်တော့မယ်ဘာလို့အားလုံးရဲ့ဘိုက်တွေကတစ်ချိန်တည်းမကောင်းဖြစ်သွားရတာလဲဒါတွေအားလုံးကမင်းတို့အိမ်ရဲ့ထမင်းဟင်းတွေစားပြီးဖြစ်သွားရတာတေချာပေါ့မင်းတို့အိမ်မှာတစ်ခုခုရောထားတယ်အဲ့ဒါကိုစားပြီးငါတို့အားလုံးအခုလိုအချိန်လေးဖြစ်သွားရတာအခုတော့ရဲမှုပဲလာဖြည့်ရှင်းနေမယ်အစားတောက်တွေဘာပြဿနာရှိလဲဆိုတာခဏနေတော့ဆရာဝန်ကရှောက်လာပြီးအစားတောက်တွေကိုဆွလိုက်ပါတယ် ။ဘာဖြစ်တာလဲဆရာ?အစားအသောက်တွေတခုခုရှိနေလို့လား။ဒီမှာခင်ဗျားအိမ်မှာကျွေးခဲ့တဲ့အစားအသောက်တွေမှာသုံးတဲ့ပစ္စည်းတွေအလုံးကမကောင်းတော့ဘူး။အဲ့ဒီပစ္စည်းတွေကထိတ်လုံနေတာလားနဲ့ရှိပြီ။အဲ့ဒါကြောင့်အလုံးရဲ့ဘိုက်မကောင်းဖြစ်နေရတာ။ဖျား?တိတ်မကြခင်မှာပဲရဲရီရောက်လာပါတယ်။ဆရာ၊သူတို့တမိသားစုလုံးကကျွန်တော်တို့ကိုဘာကျွေးလိုက်လဲမသိဘူး။ကျွန်တော်တို့ရဲ့အခြေအနေတွေတော်တော်ဆိုးနေပြီ။မဟုတ်ဘူးဆရာ၊ကျွန်တော်တို့ဘာမှမလုပ်ပါဘူး။ဒီလူတွေအားလုံးလည်းအခြေအနေမကောင်းပါဘူး။သူတို့ကိုစေးရုံခေါ်သွားရမယ်။ဥစွေ ဒီထက်ရလူတွေတခုခုဖြစ်သွားရင်တော့မင်းကိုအချုပ်တွေထည့်ရတော့မှာရဲသားသူ့ကိုခေါ်သွားလိုက်တော့ဖဲကိုခေါ်သွားနေရလဲဥစိကိုအချုပ်ခန်းနဲ့ထည့်လိုက်ပါတယ်စေယုံမှာတော့မေသူရောနှွေနေပါ စေကူတာနေရပါတယ်ဒါပါဖြစ်သွားရလဲငါသားရဲ့လက်ထပ်ပွဲမှာဘာပွဲတွေဖြစ်သွားရတာလဲအမေသားတို့အဖေ့စီသွားရမယ်ကောင်းထက်နဲ့ကျန်တဲ့သူတွေအားလုံးရဲစခန်းရောက်လာပါတယ်ရဲမှုနဲ့စကားပြောလိုက်ပါတယ်ဥစိကိုအမခန်းနဲ့ထုတ်ပေးခြင်းနဲ့ဆိုရင်6သိန်းပေးရမယ် လူတွေကိုအစိတ်ကြွေးပြီးဒုက္ခရအောင်လုပ်တဲ့အတွက်ဆီဟာကျွန်တော်တို့ပတ်စံပေးဖို့အသင့်ပါပဲကျွန်တော်အဖေကိုထုတ်ပေးပါကောင်းပြီပြီးတော့အဲ့တရီအားလုံးရဲ့စေကုသစီရည်လည်းပေးရမယ်မင်းတို့အရင်အစားအသောက်တွေစားပြီးစေယုံရောက်နေကြတယ်အဲ့တော့ဘာဖြစ်သွားလဲဒေါ်မုံမြဲရဲ့အမားတကူကြောင့်ဥဆွေရဲ့ပိုင်ဆိုင်မှုတစ်ပွက်လောက်ပြန်ရောပေးလိုက်ရပါတယ်အားလုံးကိုလည်းစေကုသစီရည်ပေးလိုက်ရပါတယ်ကောင်းထက်တဲ့နွယ်နေလဲလက်မထက်လိုက်ရပါဘူးရက်တချို့ကုန်ပြီးသွားတဲ့နောက်မှာတော့ဒေါ်မုံမြဲနဲ့အိမ်သားတွေအားလုံးရှိပါတယ် မုံမြက်မင်းရဲ့ကစီနေမှုကြောင့်အခုတော့ဘာရီဖြစ်ခဲ့ရလဲအစားအသောက်ကြောင့်ကျွန်တော်တို့တင်းချီပက်ဆက်နေပေးလိုက်ရတယ်စေယုံကလည်းစရိတ်အနေနဲ့နောက်ထပ်တင်းချီထပ်ကုန်သွားရတယ်အားလုံးကဒေါ်မုံမြက်ကိုဆူလိုက်ပါတယ်ကျမကိုခွင့်လို့ပါကျမမှားသွားပါတယ်ကျမတော့ဘရောမကစီမနေတော့ပါဘူးနောက်ဆုံးမှာတော့ပြဿနာမျိုးစုံတက်ပြီးဒေါ်မုံမြက်တရားသင်ငန်းစာရတော့ပါတယ်။သူကနောက်ထပ်ဘရောမှာကစီမနေတော့ပါဘူးလို့ချိန်လိုက်ပါတယ်။ ။နောက်ရမှာတော့ကောင်းထန်တဲ့နယ်နီကဖះရကြောင့်မှာထပ်ပြီးလက်ထန်လိုက်ပါတယ်